ဒီနေ့လဲဝမ်းလဲစရာတည်နေစားရမှာဖြစ်ပါတယ်။ရှမ်းမြောက်ကြောက်မဲကစစ်ပွဲတွေကြောင့်စစ်ဘေးလျှောက်ကြရတဲ့ပြည်သူတွေနမ်သူလီကြောင့်တိုက်ခိုက်မှုတွေတည်ဆုံခဲ့ရပါတယ်။ဒီနေ့မနေ့ပိုင်း9နာရီလောက်မှာစစ်ကွန်မရှင်တပ်ကနမ်သူနဲ့မတ်တုံကိုလေရင်နဲ့ဗုံးကျဲခဲ့တာပါ။ပေါင်900ဘုံးနဲ့လူနေရက်ွက်ထဲကျဲခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ တည်ဆုံတဲ့သူက၄ယောက်ရှိခဲ့ပါတယ်။ပွဲချင်းပြီး၂ယောက်တည်ဆုံခဲ့တယ်လို့နိဆက်သူတွေကပြောပါတယ်။တယောက်ကဆေးရုံအရောက်မှာဆုံးသွားခဲ့တယ်လို့မနေ့၁၀နာရီလောက်မှာဆေးကုသမှုခံယူနေရတဲ့သူတွေထက်က အမျိုးသားတယောက်ထက်ပြီးတော့ဆုံးသွားပါတယ်။ကလေးတွေအပါအဝင်9ယောက်ထိမဲ့ဒဏ်ရာရခဲ့တယ်လို့ကလေးတယောက်လည်းပျောက်နေတယ်လို့ဆိုကြပါရစေ။အခုတေဆုံးဒဏ်ရာရခဲ့တာကနမ်တူလေးကြောင်တိုက်ခိုက်ခံရမှုထဲမှာဖြစ်ခဲ့တာပါ။ အခုသိဆုံးတဲ့သူတွေထဲကြောက်မဲနောက်ပိတ်ကနေစစ်ပေးလျှောက်လာတဲ့သူတွေလည်းပါပါတယ်လူမှုကွန်ရက်မှာတင်ထားတဲ့ရုပ်သံတစ်ခုမှာဆိုရင်မကျမ်းမာတဲ့အဖိုးတယောက်ထိုက်ခုံပေါ်မှာထိုင်ရင်းခေါင်းတစ်ချမ်းပါသွားတယ်လို့ဆိုပါတယ်။ဒေသတွင်တိုက်ပွဲတွေကြောင့်မလုံခြုံလို့စစ်ရှောက်ကြတဲ့ပြည်သူတွေကိုယ့်ရဲ့ကိုယ့်ရမဟုတ်တဲ့နေရာမှာအခုလိုအဖြစ်ဆိုမျိုးထက်ကြုံရတော့တော်တော်လေးကူမှအားကိုးရမယ်ဝမ်းနဲ့စိတ်မကောင်းစရာပါ။ငိုတန်ရင်းညံခဲ့တဲ့မနေ့ခင်လို့ဆိုရမှာပါ။ နမတူကိုဘုံကျဲပြီးနိုင်ဝဲလောက်ကြာမှာတော့မန်တုံထက်ပြီးတိုက်ခိုက်ခင်ရပါတယ်